အားလုံးတာလီဆိုပါဒီကနေ့အပီလာ9ရက်နေ့နရင်းဇာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့မြန်မာနိုင်ငံမှာမလာ၂၈ရက်နေ့ကနေလုတ်ခဲ့တော့တဲ့ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဦးစားပေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့နိုင်ငံတော်ဝန်ငလျင်ကြောင့်တည်ဆုံးသူ၃၅ကျော်ထိရှိလာတဲ့သတင်း ထိုင်းနိုင်ငံချင်းမိုင်မြို့မှာငလျင်ဘေးရေပုံငွေကျင်းပတဲ့တဲ့နဲ့ကုလသမဂ္ဂအရေးပေါ်ကေစီဆရာညီနိုင်ရေမူတောင်းဖလက်ရှာမန္တလေးနဲ့နေပြည်တော်ကငလျင်ဘေးတင်တင်တဲ့ပြည်သူတွေနဲ့တွေ့ဆုံခဲ့တဲ့တဲ့နဲ့ပါဝင်တခြားစိတ်ဝင်စားစရာကောက်တဲ့ပြည်တွင်းပြည်ပကတဲ့နဲ့ကိုတန်ဆက်ပေးသမှဖြစ်ပါတယ်မြန်မာနိုင်ငံတဝဲမှာငလျင်ကြောက်တည်ဆုံသူ3514ယောက်ရှိလာပြီး ဒဏ်ရာရှိသူ4809ယောက်ထိရှိလာတယ်လို့စစ်ကောက်စီရဲ့ AB လိုက်6ရက်နေ့ညနေပိုင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ပျောက်ဆုံးနေသူ910ရှိပြီးအပျက်စီးတွေကြမှာပိတ်မိနေသူ653ယောက်ကိုတော့အသက်ရှင်လျက်ရှာဖွေကိစ္စနိုင်ခဲ့တယ်လို့စစ်ကောက်စီကဆိုပါတယ်။လက်ရှိမှာငလျင်ကြောင့်အရေးပေါ်အကူအညီလိုအပ်နေသူတွေစီလူသားချင်းစာနာမှုအကူအညီတွေအမြန်ဆုံးရောက်နိုင်ဖို့ ကုလသမဂ္ဂအပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကစစ်ကောက်စီကိုတိုက်တွန်းနေကြပါတယ်နိုင်ငံတော်ဝဲမှာလက်ရှိအချိန်ထိ ရှားဝေကေဆေမလုံနိုင်သေးတဲ့နေရာတွေအများပြားကျနေသေးတယ်လို့ကေဆေအဖွဲ့တွေကတော့ပြောဆိုနေတာတွေလည်းရှိပါတယ်ငလင်းရဲ့အပြည့်အစည်းတွေကြားမှာကုညီကေဆေတွေဆက်လုပ်ဖို့စက်ကောက်စီရဲ့ကက်တန်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်ခင်ဗျာငလင်းဘေးဒဏ်ခံစားခဲ့ရတဲ့မြန်မာနိုင်ငံပြည်သူတွေအတွက် ရမုံငွေပွဲတစ်ခုကိုမနေ့ကထိုင်းနိုင်ငံရှမ်းပိုင်းမြို့မှာကျင်းပခဲ့တယ်လို့တင်ပြရှိပါရတယ်။အဲ့ဒီငလျင်ပွဲကို Burma Student Association ရှမ်းပိုင်း University နဲ့ Burma Study Center တို့ကပူးပေါင်းပြီးတော့ရှမ်းပိုင်းမြို့မှာဧပြီလ6ရက်နေ့ညနေ4နာရီမှာစတင်ကျင်းပခဲ့တာပါ။အဲ့ဒီအဖွဲ့ဟာငလျင်ကေစီရဲ့အတွက်ရမုံငွေကိုရှာဖွေစုဆောင်းပြီးဧပြီလ30ရက်နေ့ကနေဧပြီလ1ရက်နေ့အထိ online ရမုံငွေစုစုပေါင်း ထိုင်းဘဲငွေ3သိန်းကျော်လောက်လက်ခံရရှိခဲ့ပြီးအဲ့ဒီထိကထိုင်းဘဲငွေ2သိန်းကိုတော့မြေပြင်မှာအ धिक ကူညီကိစ္စလုပ်နေတဲ့အဖွဲ့အစည်းတွေကိုပေးပို့လူတန်းပြီးဖြစ်တယ်လို့သိရပါတယ်။အခုရရှိလာမယ့်ရမငွေတွေကိုမြင်းကလေးဒန်ကိုအ धिक ခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံစကိုင်းနဲ့မန္တလေးဒေသနဲ့ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် လုံသမအဖွဲ့အစည်းတွေကိုပေးပို့လူတန်းသွင်းမယ်လို့သိရပါတယ်ခင်ဗျာ။ကုလသမဂ္ဂအရေးပေါ်ကိစ္စရေးဆိုင်ရာညီနိုင်ရေးမှူး ောင်းဖလက်ရှာဟာမန်ဒလီနဲ့နေပြီးတော့ကငလင်းဘေးတန်တဲ့နေပြည်သူတွေနဲ့တည်ဆုံခဲ့တယ်လို့ UN OCHA မြန်မာကထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံငလင်းတန်ကိုတတိရှိရှိဥဆောင်ဆော်ရွက်ခဲ့ကြတဲ့ရှစ်တန်ကလူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်းတောင်းဖလက်ရှာကသူ့ရဲ့ Twitter စာမျက်နှာမှာရေးသားခဲ့ပါတယ်လူမှုဂရုဏာဝန်ထမ်းတွေဟာပြည်သူတွေကိုအကူအညီပေးနေကြပြီမဲ့လေဒီထက်အများကြီးလှုပ်ဖို့လိုနေတဲ့အကြောင်းတောင်းဖလက်ရှာကပြောဆိုခဲ့တယ်လို့ UN OSHA မြန်မာကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာလက်တလောဖြစ်ပေါ်ခဲ့တဲ့ငလျင်ဘေးအန္တရာယ်ကြောင့်မြန်မာနိုင်ငံကမျိုးနေ60နီးပါးမှာနေထိုင်နေကြတဲ့လူဦးရေ18တန်းလောက်ဟာထိခိုက်ခဲ့တယ်လို့ UN OSHA မြန်မာကခန့်မှန်းထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ရခိုင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ဒီကနေ့ရခိုင်တရိုင်းနယ်ထင်းမှာတော့ပောက်တော်မြို့နယ်ကငါဖန်သမား23ယောက်ကို ငါဖန်ဖို့၃စီးနဲ့အတူစစ်ကောက်စီရေတဲကဖန်စီခေါ်ဆောင်တဲ့တင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ခင်ဗျာပေါတော်မျိုးနေကငါဖန်သမား23ယောက်ကိုငါဖန်ဖို့၃စီးနဲ့အတူပန်လင်ပြည်မှာငါဖန်နေစဉ်စစ်ကောက်စီရေတဲကဖန်စီခေါ်ဆောင်တော့တယ်လို့တင်ရရှိပါတယ်ဧပြီလ9ရက်နေ့မနေ့7နာရီလောက်မှာပေါတော်မြို့နယ်မြငူကျန်းအနီးကပြန်လည်ပြန်မှာငါဖန်ဘုတ်3စီးနဲ့ငါဖဲနေရှင်စစ်ကောက်စီနေပြည်တော်ကဖဲစီခေါ်ဆိုတောက်ခဲ့တာလို့သိရပါတယ် ဟဲစီခံရသူတွေကတော့ဥမောင်ညွန့်ဥကျော်တန်းဥမောက်တန်းဥတို့ပါဝင်23ယောက်ဖြစ်ပါတယ်ဖဲစီခံရတဲ့ရခိုင်လူမျိုးတွေကတော့ပေါတိုးမျိုးနဲ့စန်တမော်တော်တဲ့ယောက်က ဖြစ်ပြီးမွတ်စလင်တွေကတော့စန်တမော်ယောက်ကဖြစ်ပါတယ်စစ်ကောက်စီနေပြည်ဟာဘာကြောင့်ဒီ၅ဖဲသမားတွေကိုဖဲစီခေါ်ဆောင်တော်တယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူးကြောက်ဖြူမျိုးနဲ့မှာအာရခတက်တော်အေနဲ့စစ်ကောက်စီတို့အကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ် ကြောက်ဖြူမျိုးပင်ကအမက်၃ဆင်းနဲ့တရင်ကနေပြီးတော့အီဗီလာ၆ရက်နဲ့မနေပိုက်ကစစ်ကြောထုတ်ပြီးဒယုံတင်နဲ့အေကိုစတဲ့တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခဲခေကြပြီးပြိုက်စစ်ကေရောအနီးနားမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်းစွာကိုပြောပါတယ်။တစ်ပေါက်တော့တိုက်နေကရှောက်ရှောက်စင်မော်ရော်ဖဲတွေမှာလည်းညောင်ဒီရတဲ့ဌာနရှောက်ကနေတိုင်းလိုလိုစစ်ကြောထုတ်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်။ ဒါအပြင်ဂုံးရှင်တိုက်နယ်မလကျန်းရော်တရော်လုံးကိုလည်းစစ်ကောက်စီကတက်ဆွေးနေရယူထားပြီးခင်စစ်တဲ့အခိုင်မာတည်ဆောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့ဂါဇာမြို့တဖာရက်ကော့ကစာတင်ရောက်တချို့ကိုအီစရီကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ပါလက်စတိုင်း33ယောက်ထက်မနည်းတည်ဆုံတော့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်အီစရီရဲ့အီဘီလာ3ရက်နဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါရဲ့အကဲကျောင်းမှာခလုံးနေတဲ့ကလင်းငယ်၁၈ရောက်အပါဝင်လူ၂၉ရောက်တေဆုံးပြီးအယောက်တရာကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဂါဇာအစိုးရမီဒီယာယုံကထုတ်ပြန်ချက်ကိုကိုကပြီးသတင်းတွေမှာဖော်ပြထားပါတယ်။အိုးအိမ်မဲ့မိသားစုတွေခလုံးနေတဲ့ဂါဇာစီးတီးအေရီယာက ဖာဒက်ကျောက်ကိုအစ္စရေးကတိုက်ခိုက်ခဲ့လို့လူတချို့တေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။2023ခုနှစ်အောက်တိုဘာလ10ရက်နေ့စတင်ကစပြီး ဂါဇာမှာအစ္စရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းလူမျိုး9000ကျော်တေဆုံးခဲ့ရပြီးတသိန်းတသောကျော်ထက်မနည်းဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနရင်းဇာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နရင်းဇာကထုတ်လွှင့်တဲ့သတင်းတွေကို www.nrinza.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Nringsa ရုပ်သင်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ။